လိုက်နာကျင့်သုံးမှုမပြုလို့ရှိရင်အဆုံးမဩဝါဒတစ်ခုဟာဘသူရဲ့အဆုံးမဩဝါဒပဲဖြစ်ဖြစ်မှန်ကန်တဲ့အဆုံးမဩဝါဒတစ်ခုဟာမလိုက်နာဘူးမကျင့်သုံးမှုအသုံးမချဘူးဆိုရင်အကျိုးတစ်ခုဖြစ်ပေါ်စေမှာမဟုတ်ဘူးဘာနဲ့တူတယ်လဲလို့ဆိုလို့ရှိရင်အစာအာဟာရတစ်ခုဟာမစားဘဲနဲ့ကြည်နေုံနဲ့ဘယ်တော့မှဝလာမှာမဟုတ်ဘူးအစာအာဟာရရဲ့အကျိုးကျေးဇူးကိုလည်းခံရမှာမဟုတ်ဘူး ယောဂရှိလို့ဆေးတောက်မယ်ဆိုမတောက်ဖဲထားရင်ထိုဆေးရဲ့အကျိုးကျေးဇူးကိုရမှာမဟုတ်ဘူးယောဂပျောက်ခြင်းဆိုတာလည်းဖြစ်လာမှာမဟုတ်ဘူးလက်တွေ့ကျင့်သုံးမှုဟာဆေးတောက်တာနဲ့လည်းလားသရံတူတဲ့အစာအာဟာရစားတာနဲ့လည်းလားသရံပဲရပဲဖြစ်ဖြစ်မလုပ်ရင်ဖြစ်လာမှာမဟုတ်ဘူးဆိုတာကတော့သိကြတယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမတလေးတစားအမှတ်တရထားပြီးတော့လိုက်နာကျင့်သုံးကြရတယ် အဲ့ဒီလိုင်းနာချက်သုံးခုကိုပဲဓမ္မနုဓမ္မပฏิပတိလို့ဒီလိုခေါ်တာ။ဟောဆိုတာတဏှာဝုကကဲတင်နိုင်တဲ့ကိလေသာတွေကျွမ်းကြံမရှိအောင်ဖျက်ဆီးပေးနိုင်တဲ့အစင့်စစ်ပယ်ဖြတ်သွားတဲ့မတရားဖို့တရားတို့မဲ့ဖို့တို့ရဲ့အာယုံပြုရာနောက်ဆုံးအငိမ့်တက်လို့ဆိုတဲ့နိဗ္ဗာန်တရားအဲ့ဒီတဘာဝတရားတွေကိုဓမ္မလို့ခေါ်တယ်။အဲ့ဒီဓမ္မလို့ဆိုတဲ့တဘာဝတရားတွေကို ရောက်ရှိနိုင်တဲ့သိမြင်နိုင်တဲ့အကျင့်တရားကိုတော့အနုဓမ္မာတဲ့တင့်လျော်တဲ့အကျင့်တင့်လျော်တဲ့တရားအဲ့ဒီတင့်လျော်တဲ့တရားဆိုတာဘာလဲလို့ဆိုရင်သီလသမာဓိပညာလို့အဲ့ဒီသီလသမာဓိပညာဆိုတဲ့ကျင့်စဉ်တွေမှာဘာတွေပါလဲဒေချာစဉ်းစားကြည့်တယ်ပညာကျင့်စဉ်တွေမှာမဂ္ဂင်၈ပါးအကျင့်တရားဆိုတာပါလားအဲ့မဂ္ဂင်၈ပါးအကျင့်တရားတွေမှာ တမ္မာသင်္ကပ္ပမှန်ကန်စွာ တွေးတောခြင်းမှန်ကန်စွာစဉ်းစားခြင်းဆိုပါအဲ့တော့စဉ်းစားမှုမပါလို့ရှိရင်တမ္မာဒိဋ္ဌိအမှန်မြင်မှုဆိုတော့မဖြစ်နိုင်ဘူးဒါကြောင့်မို့မမှန်ကန်ကန်စဉ်းစားနိုင်မှ မမှန်ကန်ကန်မြင်နိုင်တယ်လို့မမှန်ကန်ကန်မမြင်သေးသမျှကာလပတ်လုံးဆင်းရဲတွေကလွတ်ကင်းနိုင်တယ်ဆိုတာမရှိနိုင်ဘူးတဲ့မြင်သေးသမျှလူတွေရဲ့တွေ့တာမှုတွေရှိနေဥမှာပဲတွေ့တာမှုတွေကိုမစွန့်လွတ်နိုင်ကြသေးဘူး တာမှုတွေမစွန့်လွတ်နိုင်သေးသမျှကာလပတ်လုံးမုံဒီမှုတွေဆိုတာဒီဖြစ်နေဥမာပဲအေးတွေ့တာမှုကိုစွန့်လွတ်နိုင်မှ မုံဒီမှုဆိုတာလည်းကင်းမယ်တွေ့တာမှုကိုအကြောင်းပြုပြီးဖြစ်ပေါ်လာနိုင်တဲ့စိတ်တော့ကဆိုတာလည်းဖယ်ရှားနိုင်မှာပဲစိတ်တော့ကကိုမဖယ်ရှားပဲနဲ့စိတ်နှလုံးအေးချမ်းမှုဆိုတာဘယ်သူမှမရနိုင်ဘူးတဲ့အာလုံးပိဋကစင်ရှင်စဉ်းစားပြီးတော့ချိလူတိုင်းလူတိုင်းဟာစွန့်ရင်တော့ကဆိုတာ တနည်းမဟုတ်တနည်းရှိပြီးတော့နေနေကြပူကြရတယ်သာသမီရှိတဲ့ပုဂ္ဂိုလ်ကသာသမီအတွက်ပူရတယ်ပစ္စည်းရှိတဲ့ပုဂ္ဂိုလ်ကပစ္စည်းအတွက်ပူရမပူရဘူးဆိုတာအပြောမျှတာဖြစ်တယ်နောက်ဆုံးမှာဘုသူအတွက်မှပူစရာမရှိရင်ကိုယ့်အတွက်ပူရဂျမရေးအတွက်ပူရတယ်ပူစရာမရှိတာလေမရှိအဲ့ဒီပူစရာတွေကဘယ်ကနေမြပြခံပြီးလာနေတယ်လဲလို့ဆိုရင်တွေ့တာမှုတွေမြပြခံလာတယ် ဒါကြောင့်တွေ့တောင်မှုကိုမဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်ဆိုရင်တော့ကဆိုတာတွေလေဘယ်တော့မှဖယ်ရှားနိုင်မှာမဟုတ်ဆိုရင်တော့ကမဖယ်ရှားဘဲနဲ့စိတ်နှလုံးအေးချမ်းစွာငြိမ်ငြိမ်ချမ်းချမ်းနေနိုင်တယ်ဆိုတာဘယ်သူမှမရှိဘူးတဲ့တွေကဆိုရင်မှုမရှိဘဲနဲ့စိတ်နှလုံးအေးချမ်းစွာ နေဖို့ကြိုးစားကြတယ်သို့တော့တွေ့တောင်မှုကိုမစွန့်လွတ်နိုင်သေးတဲ့ကြောင့်တော့ကဆိုတာလာနေဦးမှာပဲ နေသေးသမျှစိတ်နှလုံးအေးချမ်းမှုဆိုတာအစင်မှန်ရရှိနိုင်မှာမဟုတ်ဘူးလို့ဆိုတာပါ